်ကြီးမောင်ဖက်စီပညာရေးဒေါ်ရိတ်ဒေါ်ရိတ်ကုလသမဂလူခွင့်ရေးသူကူလေမစ္စတာယန်ဟီလီယာပြီးခဲ့တဲ့ရက်တရက်ဘက်ကကျောင်းသားတွေကိုဖမ်းဆီးဖိန်သိမ်းထားတဲ့တရားရီကျင်းထောင်ကိုလာရောက်ခဲ့ပါတယ်။သူရောက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာထောင်တွင်းရှင်တွေဘာရီထူကြခဲ့လေ။မြမပြည်မှာအရသာအသွင်ပြောင်းတဲ့ဆွေရတီရဲ့တက်လာခဲ့ပေမဲ့စစ်အာဏာရှင်ခေတ်တိုင်းမှာ ထောင်ရင်းချင်းတွေမပြောင်းမလဲရှိနေခဲ့ပါတယ်။ကုလသမဂ္ဂထုကိုယ်စားလှယ်ရောက်လာတော့အချင်းတွေကမပြူတော့ပါဘူး။ဒီသူတို့ရဲ့အုပ်ချုပ်မှုပုံစံကတော့ခုနောက်ပိုင်းမှာတော်တော်လေးတော့တို့တောင်းဆိုတာတွေလိုက်ရောပေးတယ်။ဘလောတယ်မှာပြင်မဖီရားတွေရှိနေတယ်။နောက်လူဟင်ကော်မရှင်မစ္စတာယန်ဟီလီလာတယ်ပြီးခဲ့ပြီးတော့သူဘိုင်လေးနဲ့ကျွန်တော်ចောင်းသားတွေတွေ့ခွင့်တောင်းတယ်ကျွန်တော်သွားတွေ့ရရတယ်။အဲ့လိုအခြေအနေဖြစ်တဲ့အတွက်ထောင်ထဲမှာတော့လောလောဆယ်မှာကျွန်တော်ចောင်းသားတွေရဲ့တောင်းဆိုတာတွေတော်တော်များလိုက်ရောပေးတယ်။ လက်ဗရန်မှာကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ရဲယာရှိတွေကိုတရားဆွဲထားတဲ့မှုကတော့တရားရုံးကပတ်လက်ခဲ့ပါတယ်။ဒေါ်ဝင်ထန်းဆောင်နေသူတွေမတရားလုဆောင်ရင်တရားဆွဲခွင့်မရှိတော့ဘူးလား။ ။အမှန်တော့ဒီ9ငါးခါဝေးတို့ပုံမှန်ဆက်ရှိတော့စောကြီးရဲ့သူတို့ဖမ်းကျင်တဲ့အချိန်မှာဖမ်းကျင်တဲ့လူကိုဖမ်းထဲလို့ရအောင်လို့ပြဋ္ဌာန်းထားတာအစိုးရ။ဟိုကိုတက္ကသကျောင်းသားတွေကိုလည်းတဲ့ဘာကသကျောင်းသားတွေလည်းသူတို့စိတ်ထဲမှာကျွန်တော်တို့ဟိုရဲ့အပေါ်မှာပါတီရဲ့ကျောင်းသားရဲ့အလုပ်သမားရဲ့မရှိဘူး။သူတို့ရဲ့အကျိုးစီးပွားကိုထိခိုက်လာလို့ရှိရင်ဘယ်လိုလူမျိုးမှမစိုးဖမ်းမှာပဲ။အဲကျွန်တော်တို့သားတွေကလေသမားအလုပ်သမားကျောင်းသားအဲ့လိုကွဲနေရရှိရင်ရှိလိမ့်မယ်။ဒါမှမဟုတ်ကျွန်တော်တို့က ဖွဲ့စည်းကိုတီးခြားကြည့်မြင်နေရလဲဖြစ်မယ်။တို့ကတော့ဘ누구ကိုမှတီးခြားမမြင်ပြည်သူဆိုတာကိုလည်းမမြင်ဘူး။တို့ရဲ့အကျိုးစီးပွားကိုထိလာတဲ့လူပိုင်းကထောင်ထဲထည့်ဖို့အတွက်ဒီပုံမှန်ကြီးပြဋ္ဌာန်းထားတာ ဒီမိုကရေစီလို့ပြောပြီးဒီမိုကရေစီရဲ့အခွင့်အရေးကိုပေးတာဘာအဆိုးရလဲလို့ကျွန်တော်မေးခွန်းထုတ်ပြချင်ရှိဟိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတယ်ပုံမှန်354နိုင်ငံသားတရားရပ်ပိုင်ခွင့်အခွင့်အရေးကိုပြန်ပြီးတော့ဤဥပဒေနဲ့ပြန်ကာထားဖြစ်တယ်ဘယ်နိုင်ငံမှာမှဥပဒေကြောင်းရမရှိဘူးအဲ့တော့ဟိုမူရင်းဥပဒေဘာသာလောနဲ့ဒီ new ဥပဒေနဲ့လွဲနေတာဖြစ်နေတာဖြစ်တယ်တော့ကျွန်တော်တို့ကဒါလက်မခံဘူးအဲ့တော့ဒီမိုကရေစီလို့ပြောရင်ဒီမိုကရေစီနဲ့တအောင်ကျင့်မှာကျင့်တဲ့အချိန်မှာဥပဒေကိုကျွန်တော်လေးစားလိုက်တာပြီးမယ်ဇက်ကထွက်သမျှကိုတော့အဲ့ဒါဥပဒေဆိုပြီးကျွန်တော်လေးစားလိုက်တာကြာအကြောင်းမရှိဘူး အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ဘဂဒကျောင်းသားကောင်းဆောင်ကျော်ကူကူဦးဆောင်တဲ့ကျောင်းသားတို့ဟာမန္တလေးကနေရန်ကုန်ကိုခြေတက်လမ်းလျှောက်ခဲ့ကြပါတယ်။ပဲခူးတိုင်းလေဗရန်မြို့နယ်ကနေရန်ကုန်ကိုအုပ်စုလိုက်ခြေတက်မဲ့ချိန်မှာတော့အာနာပိုင်တွေရဲ့တားဆီးတာခံခဲ့ရပြီးမတ်လ3ရက်နေ့မှာလေဗရန်ရဲတပ်ဖွဲ့ဟာကျောင်းသားတပိတ်ကိုဖြိုခွင်းပြီးကျောင်းသားတွေကိုဖမ်းဆီးခဲ့ပါတယ်။ကျောင်းသားတွေကိုထောင်ချတာဟာပညာရေးပေါ်လစီကိုအစိုးရကဘလို့ချုပ်ကင်နေလဲဆိုတဲ့ပုံမှာမူတည်နေတာပါ။ ပညာရေးကိုလုံခြုံရေးနဲ့ကြည့်နေရင်တော့ပညာရေးဟာတိုးတက်မှာမဟုတ်ပါဘူး။ကျမတို့အဓိကတောင်းဆိုတာကဒီနိုင်ငံရဲ့ပညာရေးစနစ်ကိုပြုပြင်ပြောင်းလဲရေးပေါ်မှာပဲကျမတို့ကတောင်းဆိုထားတာပါ။ဒါ우ကျမတို့အချင်းချတယ်ကျမတို့ထောင်ချတယ်ဆိုတာကဒီအစိုးရရဲ့ပညာရေး policy ပေါ်မှာဘယ်လိုမျိုးချုပ်ကန့်ထားလဲဆိုရဲ့ဘိုင်းမောင်မှာပဲမူတည်တယ်။ပညာရေးကိုလုံခြုံရေးကဏ္ဍကနေကြည့်နေတဲ့ရေးရတော့ပညာရေးကတိုးတက်လာမှာမဟုတ်ပါဘူး။